မေဆွေတို့အားလုံးမင်္ဂလာပါဗျာ Let's Start the News Channel ကနေကြိုဆိုလိုက်ပါရစေ။အခုပြောပြမှာကတော့အစိမ်းမကောင်းစရာသတင်းတစ်ပုဒ်ဖြစ်ပါတယ်။တကဘာလုံးကနိုင်ငံတွေကိုကူညီပေးနေတဲ့ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP ကမြန်မာကိုကူညီပေးနေတာတွေကိုရဆိုင်တော့မယ့်အကြောင်းဖြစ်ပါတယ်။ရမုံမလွေအချက်အလွန်ကြီးမားနေတာကြောင့် WFP ကနေမြန်မာနိုင်ငံတွင်းရှိလူတသန်းထံစားနပ်ရိက္ခထောက်ပံ့ပေးနေတဲ့အစီအစဉ်ကိုအေမီလာအတွင်းကစပြီးရဆိုင်တော့မယ်လို့ ဒီနေ့မတ်လ14ရက်ရက်စွဲနဲ့ WFP ကတရားဝင်ထုတ်ပြန်လာတာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ပြည်ပခန့်တွေနေရာစွန့်ခွာရွှေပြောင်းမှုနဲ့ကူညီကွန့်အကန့်သက်တွေတိုးမြင့်လာခြင်းကြောင့်အကူအညီတွေထပ်တိုးလွယ်နေချိန်မှာပဲ WFP ကဒီလိုဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် Mr. Michael Danfo ကအခုလိုပြောပါတယ်။အခုဖြစ်လာမယ့်အကူအညီရပ်ဆိုင်မှုတွေဟာအသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာအားထားနေကြရတဲ့ နိုင်ငံတော်ကထိခိုက်လွယ်တဲ့ရရလူလူအတွက်ပြင်းပြင်းထန်ထန်အစိုးဆိုးရရကြိုက်ခံနိုင်ပါတယ် WFP အနေနဲ့လူတတန်းအတွက်အကူအညီပေးနိုင်ရေးဆက်လက်ကြိုးပမ်းနေပေမဲ့အမှန်တကယ်ကူညီလိုအပ်နေသူတွေစီရမုံငွေတွေချက်ချင်းရရှိရေးကပိုမိုအရေးကြီးနေတာဖြစ်တယ်လို့သူကစက်ပြောပါတယ် WFP အနေနဲ့ရန်ကုန်ဝင်အစ်တမရရင်လွယ်လွယ်ထိကိုက်နိုင်တဲ့အသက်9နှစ်အရွယ်ကလေးများ၊ကိုဝင်ဆောင်မိခင်များ၊နှုတ်တိုက်မိခင်များနဲ့အတန်ဆန်းသူတွေအပါအဝင် လူ၃000ခွဲခန့်ကိုပဲကူညီထောက်ပံ့ပေးနိုင်တော့မှာဖြစ်တယ်လို့ထုတ်ပြန်ချက်အတွင်းပြောဆိုထားပါတယ်။အခုအထောက်ပံ့ရဆိုင်မှုဟာရခိုင်ပြည်မြောက်ပိုင်းကရိုဟင်ဂျာအတိုင်းဝန်းပါဝင်ရခိုင်ပြည်အလယ်ပိုင်းရှိနေရစွန့်ခွာသူတသိန်းတို့ကိုထိခိုက်စေနိုင်တယ်လို့ WFP ကဆိုထားပါတယ်။ WFP အနေနဲ့မြန်မာကိုစားနပ်ရိက္ခာအထောက်ပံ့များဆက်လက်ပေးအပ်နိုင်ဖို့အမေရိကန်ဒေါ်လာတန်း60အရေးပေါ်လိုအပ်နေရလို့ဆိုထားပါရယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမေ့လျော့မှထားပဲတက်နိုင်သမျှကူညီထောက်ပံ့ပေးကြဖို့နဲ့ WFP ရဲ့မိဘအားလုံးလည်းထပ်ဆောင်းရမုံရရှိရေးဝိုင်းဝန်းရှာဖွေပေးကြဖို့တိုက်တွန်းတယ်လို့ Mr. Dan Ford ကပြောပါရယ်။ဇာနာယီကလိုအပ်မှုအမြင့်ဆုံးဖြစ်တဲ့ဇူလိုင်လနဲ့စက်တင်ဘာလတွေမှာလူ3000ခန့်ကိုပြန်လည်ထောက်ပံ့ပေးနိုင်ဖို့ဦးစားပေးလှုပ်ဆောင်သွားမယ်လို့ WFP ကပြောပါရယ်။ဒါ AB မှာဖြတ်တောက်မဲ့လူတသန်းအတွင်းက3000တွန်းလို့နားလည်ရပါရယ်။လရှိမြန်မာနိုင်ငံမှာ WFP ရဲ့အကူအညီရနေပေမဲ့လူ15.2တန်းခန့်ဟာတနစ်တာစားနပ်ကမလုံလောက်တဲ့အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။ ဒီပမာဏဟာပြီးခဲ့တဲ့နှစ်က73.3တန်းဦးထက်မြင့်တက်လာတာဖြစ်တယ်လို့ WFP ရဲ့ထုတ်ပြန်ကြေညာသိရပါဗျ။ဒီ15တန်းကျော်တဲ့ကလူ1.3တန်းဟာအငတ်ပေးကိုအရေးပေါ်အဆင့်နဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုထားပါသေးတယ်။သူတို့ဟာ WFP ရဲ့ပံ့ပိုးမှုရနေတဲ့ဒိုင်အောင်ထမင်းအနက်ရီရှော့စားနေရတယ်လို့အသက်ဆက်နိုင်ရေးအတွက်ပိုင်ဆိုင်မှုများထုတ်ရောင်းနေကြရသူတွေရှိနေတဲ့အပြင်အကျွေးနွမ်းနဲ့နေနေသူတွေလည်းရှိနေတာကိုလေ့လာတွေ့ရှိထားတယ်လို့ WFP ကဆိုပါရယ်။ ဒီနှစ်ထဲပဋိပက္ခဖြစ်ပေါ်ရနယ်မြေတွေဖြစ်တဲ့ချင်းကချင်းရခိုင်ပြည်နယ်နဲ့စကိုင်းတိုင်းတို့ကဒေသခံတွေအများဆုံးပါဝင်တဲ့လူ15သန်းခန့်ဟာစားနပ်ရိက္ခာမလုံလောက်မှုကြောင့်အငတ်ဘေးနဲ့ရင်ဆိုင်ရနိုင်တယ်လို့ WFP ရဲ့ဒီနှစ်ဇန်နဝါရီလနှောင်းပိုင်းမှာထုတ်ပြန်ထားကြရတဲ့အပါရယ်မြန်မာနိုင်ငံအတွင်းလက်နက်ကန်ပဋိပက္ခများအကြမ်းဖက်မှုများကြောင့်လူ3.5သန်းကျော်အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဒီနှစ်ထဲမှာတော့လူ၄.၅တန်းအထိမြင့်တက်လာနိုင်တယ်လို့အဲ့ဒီထုတ်ပြန်ချက်တွင် WFP ကခန့်မှန်းထားပါတယ်ခင်ဗျာသတင်းလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ channel လေးကို subscribe လေးလုပ်ထားပေးကြဖို့ဖိတ်ခေါ်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစောင့်ဝင်နေရေးချောင်းလေးကြပါစေခင်ဗျာကျွန်တော်ကိုဟိမား